နေပြည်တော်ကအေလာလေးတက်စခန်းကိုတော်လန်ရေးတက်တွေပူပေါင်းပြီးရှော့တိုက်တုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဒီအဖွဲ့ကထုတ်ပြန်ပါတယ်။ဒါအပြင် နေပြည်တော်ကဒေတာခန့်တွေကလည်းမနေ့ညပိုင်းမှာပောက်ကွဲတံတွေကြားခဲ့ရတယ်လို့ရန်ကုန်ခေတ်သတင်းဌာနကပြောပါတယ်။မနေ့ည AB 18ရက်စင်နာရီကျော်လောက်မှာစစ်ကောင်စီရဲ့အေလာလေးတက်စခန်းကိုတရားခုနှစ်ရှော့တိုက်တုံးသုံးလုံးနဲ့တိုက်ခိုက်ခဲ့တာပါ။သုံးသုံးလုံးစလုံးလေးတက်စခန်းတွေကိုအောင်မြင်စွာထိမှန်ခဲ့ရလို့လဲဆိုပါတယ်။ ဘယ်နေရာတွေထိခိုက်သွားလဲဘလောက်ထိခိုက်တယ်လဲဆိုတာကိုအခုထိအတိအကျမသိရသေးဘူးဒါပေမဲ့ကနအူတရင်တွေရတော့ထိခိုက်မှုတချို့ရှိတယ်လို့သိရတယ်လို့တိုက်ခိုက်မှုလုပ်ခဲ့တဲ့အဖွဲ့တာဝန်ရှိသူသူတယောက်ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဒီစစ်စင်ရေးမှာနယ်မြေလုံခြုံရေးတင်းကျပ်ထားတာယာတိဥဒုဆိုတာတွေကြောင့်အခက်အခဲတွေရှိခဲ့ပေမဲ့ဒုံဒုံကုန်းကိုပြစ်မှတ်ထိအောင်ပြစ်ခတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်ဒီဒုံတွေဟာပြစ်မှတ်ကိုထိပြီးပောက်ကွဲခဲ့တယ်လို့လည်းသိရပါတယ် ဟုတ်တယ်မင်းညကအီလာလီတက်ဖက်မှာပောက်ကွဲတံတွေကြားရတယ်စုစုပေါင်း၅ချက်လောက်ကြားလိုက်ရတယ်ဘာတွေပောက်ကွဲတာလဲအတိအကျတော့မသိပေမဲ့အတံတွေကတော့တော်တော်ကျယ်လောင်တယ်လို့အီလာလီတက်အနာကခြေရွာတစ်ခုကဒေတာခန်တယောက်ကပြောပါတယ်ဒီတိုက်ခိုက်မှုကိုဘာကြောင့်လုပ်ရတာလဲဆိုတော့မလင်ပေးကြောင့်စစ်ကိုင်းမန္တလေးနဲ့ဘဲခူးတိုင်းကပြည်သူတွေဒုက္ခရောက်ဝေချိန်မှာစစ်တပ်ကလေကြောင်းကနေဘုံကျဲပြီးပြည်သူတွေကိုတပ်ဖြတ်နေလိုပါအထူးသဖြင့်မလ28ရက်နေ့မလင်လုပ်ပြီးကြတဲ့ကစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုရာကြီးရှိခဲ့ပြီး ပြည်သူတွေယာချီတည်ဆုံးခဲ့ရတယ်လို့သိရပါဗျ။ဒါကြောင့်ငလင်တန်ကြောင့်ထိခိုက်ထားတဲ့အီလာလီတက်စခန်းကိုပြည်သူတွေကိုဆက်တက်ဖြတ်ဖို့အသုံးပြုနေတာမို့ဒီအဖွဲ့ကလေတက်နိုင်နေရေးမစ်ရှင်33အဖြစ်ဒီတိုက်ခိုက်မှုကိုလှုပ်ဆောင်ခဲ့တာလို့သိရပါဗျ။အခုလိုအဆုံးထိအားပေးကြတာကျေးဇူးတင်ပါတယ်။အားလုံးအဆင်ပြေကြပါစေဗျာ။